နိုင်ငံခြားငွေလဲလှယ်နှုန်းပြန်လည်ကျဆင်းလာတာကြောင့်ပြည်ရင်းဆောင်းစီညွန့်စီဆက်လက်ကျဆင်းလာပါတယ်။ဆောင်းစီညွန့်စီဟာပြီးခဲ့တဲ့ဇန်နဝါရီလ1ရက်မှာတပိတ်တာကို8280ကျပ်ရှိခဲ့ရကနေလက်ရှိမှာတော့6855ကျပ်အထိဈေးနှုန်းပြန်ကျဆင်းနေရပါဆောင်းစီဈေးနှုန်းကျဆင်းမှုကအင်ဒိုနီးရှားနဲ့မလေးရှားနိုင်ငံတို့ကတင်သွင်းတဲ့ဈေးနှုန်းနဲ့နိုင်ငံခြားငွေလဲလှယ်နှုန်းတို့အပေါ်မူတည်နေတယ်လို့စားသုံးသူရေးရဦးစီးဌာနကဆိုပါတယ်။ဆောင်းစီညွန့်ဈေးဟာ3လဆက်တိုက်ဈေးပြန်ကျလာတာဖြစ်ပြီး တပိတ်တာကို425ကျက်အထိဈေးကျဆင်းမှုရှိခဲ့ပါတယ်။စစ်ကောင်စီကအိမ်တော်စုအလိုက်စီစာအုံနဲ့ရောင်းချပေးနေတဲ့ဈေးနှုန်းကတော့တပိတ်တာကိုကျက်8000အထက်ရှိတယ်လို့ရန်ကုန်မြို့နယ်ပြည်သူတွေကနေသိရပါဗျ။စစ်ကောင်စီလက်ထက်မှာယာယီမှုတွေကနေတဆင့်အိမ်အောင်စုအလိုက်စီစာအုပ်တွေထုတ်ပေးပြီးတော့မိသားစုတစုအတွက်တပတ်ကို450ကျပ်သားနှုန်းဝယ်ယူခွင့်ပေးနေတာပါ ဒါပေမဲ့အဇင်းနဲ့နေထိုင်သူတွေကတော့လက်လီစေးတပိတ်တာကိုတပေါင်းချက်ကနေတပေါင်းနှစ်ထောင်ကြားပေးပြီးတော့ဝယ်ယူသုံးစွဲနေရတယ်လို့သိရပါရဲ့ရှင်။